ပြိုင်ပေးခတ်စော့မင်းလည်းချင်းနေရတာကံကောင်းနေကိုဘွားမင်းလည်းထဲကိုဟာဒီလန့်တာကွာဂရီယန်ပြန်ဆိုထားတဲ့ကံကောင်းမဲ့ချစ်ဆိုတဲ့သရှင်ကိုလိုက်ဆိုနေတော့ကျွန်တော်ရှိမှဝီကနေရောက်လာတာအောင်ကောကျွန်တော်ကဂျာမနီကဖေးဆိုတဲ့လပိဆိုင်ရဲ့အပြင်ဘက်အစွန်းဆုံးကမိင်းနဲ့ကလေးရဲ့ဇပွဲမှာထိုင်နေရင်အဲ့ဒီသရှင်ကိုစိုးနေတာဒါဟုတ် စပိန်ရှေ့ဘင်းကကျွန်တော်ပေါင်ကြားရဲကိုရောက်အောင်ဝင်လာပြီးဆက်ဖဲဖဲလုံနေတာဗျဒီကောင်ဆက်ဖဲဖဲလုံရင်ချစ်စရာကောင်းတယ်ကျွန်တော်စိတ်ထဲပကြီးစရာကြီးပေါ်တာဦးနဲ့တူတယ်လို့ထင်တယ်ဆရာပေါ်တာဦးပြောလိုက်ရင်မြင်းနဲ့တူတယ်လို့သူ့အကြောင်းစောင်းမတစ်ခုမှသူ့ပုံကိုကျွန်တော်မြင်ဘူးဖတ်ဘူးတော့အောင်ကောင်းပြောရင်မြင်းပြုံးတယ်လို့မျိုးကျွန်တော်မြင်ရတာပါပဲသူ့မျက်နှာခက်ရှိရှိမှပြောလိုက်ရင်ခက်ကြီးကြီးနဲ့ဝင်းကနဲ့ညီညီညာညာတွားတွေဟာထင်းကနေပဲ ဒါနဲ့ပဲဒီကောင်ပကြီးဆရာကြီးပေါ်တော်ဦးလို့ပြောမျိုးပဲဆိုပြီးကျွန်တော်ကခင်တာပြောတာပြောတယ်အဲ့ဒီတော့ကပေါ်တော်ဦးပကြီးကြီးဆိုတာအပြင်မှာမြင်တော့မမြင်ဘူးသေးဘူးမဲကစင်းနဲ့ဟိုကဒီကကြည်ဘူးဖတ်ဘူးရုံပဲရှိတာကိုအောင်ကောင်းလည်းကတိတာလေအရင်မကြသေးဘူးအခုထိုင်နေတဲ့ဂျာမနီကဖေးမှာထိုင်ပြစ်မှာတိတာဂျာမနီကဖေးဆိုတာကလည်းဒီရောက်ကကအတိတ်ဖွင့်လာတာ၄-၅လလောက်ပဲရှိသေးတယ်ဆိုင်းဘောဘောကဂျာမနီဆိုတဲ့စာသားပေးမှာ နာစီစက်ကြပုံစံရုပ်သားစီအဲ့ဒီတော့ကလပေးဆိုင်ထိုင်နေဆိုတာကဆောင်းရဲခေါ်တဲ့ကာလာသားတွေမှာထိုင်တာအဲ့ဒီကာလာသားတွေမှာမှကျွန်တော်ကရှစ်တန်းဖြည်ထားပြီး73နှစ်ကျော်74နှစ်အောင်ကောင်းက9တန်းဖြည်ထားပြီးတော့74နှစ်ကျော်55နှစ်ဆောင်းရဲခေါ်ရဲဆိုတဲ့လပေးဆိုင်ကာလာသားတွေထဲမှာကျွန်တော်တို့နှစ်ယောက်ကငယ်ဆုံးဒါနဲ့ပဲကျွန်တော်နဲ့ဒီကောင်ဖွဲ့ကြသွားတယ်အဖေအခန်းထဲက black gas ဆိုတဲ့ ရက်ပလင်းကိုခိုးတော့ဘူးလို့ရက်တော့ဘူးရမှာကျွန်တော်ကစောပြီးဘီကတ်စစ်ကရက်ကိုဘူးလိုက်ကင်ပြီးဖွာရမှာဒီကောင်ကစောတယ်အာအဲ့ဒါလည်းထားတော့ဒီကောင်ကျွန်တော်ရှိမှဝီးကနေလာရတာကပြိုင်ပိနေဟုတ်တယ်ဆရာအဲ့ဒီတော့ကပြိုင်ပိခေဆိုင်ကယ်ဆိုတာဂျပန်ဟွန်နာဆိုင်ကယ်ရွှေရောင်ခဲရောင်ကြောက်စင်းဆိုတာမျိုးကမြို့ရဲ့တထေးကြီးတွေပဲစီးနိုင်တာမျိုးလူလက်ပိုင်းထဲမှာစပိန်စီးနိုင်ရင်အကောင်ပဲအဲ ျွန်တော်တို့လိုဆယ်ကျော်သက်တဲ့စပိန်စီးနိုင်ရင်လည်းပိုတော့အကောင်ဖြစ်သေး။မိချောင်းဘိန်းတို့ယောက်ျားစီကျပဘိန်းတို့စီးတဲ့ကောင်ထက်ဂျပန်ဘိန်းစီးတဲ့ကောင်အကောင်သူတို့ထက်အထာကျတာက ရှေ့လက်ကင်ကွေးနဲ့ပြန်ဘိန်းတို့လက်ကင်တန်းနဲ့ဂီယာပါတဲ့မောင်တင်ဘိန်းတို့စီးနိုင်စရာကြီး။ကဲအခုအောင်ကောင်းကကျွန်တော်ရှိမှဝီးကနဲ့လာရတာပြန်ဘိန်းနဲ့ဒီကောင်စတိုင်ကြီးကတကယ်သွားမိုက်နေတာ။ သူကအသက်၁၄နှစ်ရှစ်တောင်အားရှာတန်းနစ်ပြိုင်ပွဲမှာနိုင်ငံလက်ရေးစင်ဝင်ပြိုင်မှုတော့အဲ့ဒီကရတဲ့အကောင်းဆုံးအုပ်ထုပ်ကြီးကိုပြောင်းပြန်ဆောင်လို့ဘောင်းမီကလည်းဒဲဘွားလို့ကျွန်တော်တို့ခေါ်တဲ့အိတ်ကတ်တွေအများကြီးပါပြီးခပ်ပေါ်ပေါ်ဘောင်းမီကိုဝစ်ထားတာအဲ့ဒီကာလာကအဲ့ဒီဘောင်းမီကိုခစ်စားတယ်လေအင်းကြီးကလည်းတိုက်တန်းနစ်စတေကနဲ့ကျွန်တော်လည်းမနာလို့တော့ဘူးဒါနဲ့နော်ဘယ်အပြိုင်မင်းငှားစီလာပြန်လာလဲအောင်ကောင်းကသူ့သွားယူထပ်ပြီးတယ်ဒါငါပဲကော ကျွန်တော်လည်းသူ့ပြိုင်မဲကိုမျက်မှောင်ကြုံပြီးကြည့်လိုက်တယ်။နေပါဦးမင်းကိုဂျပန်ဘေးစောက်စောက်ကဘယ်ရောက်သွားတာလဲ။အမေကိုပြန်ရောင်းခိုင်းလိုက်ပြီးဒါဖားသားကြီးကိုနည်းနည်းပွားလိုက်လို့အဆက်နည်းနည်းထွက်လာတာနဲ့ငါသွားဆွဲလိုက်တာ။အောင်ကောင်းရဲ့အမေနဲ့အဖေကကွဲနေကြတာပါ။အောင်ကောင်းကအမေနဲ့တူနေပေမဲ့သူ့အဖေကရေရှမ်းပါတယ်။နောက်အိမ်တော်နဲ့ပေါ့။ဒါကြောင့်ဒီကောင်ဘိုးတော်ကြီးကဒီကောင်ရေသွားဖန်တိုင်းသူ့အိမ်တော်ဘက်မသိအောင်ပေးတတ်တယ်။ ဒီကောင်ကဇပွဲမှာထိုင်ပြီးပေါ်စိန်တစ်ခွက်နဲ့ကျန်ဒီဆေးဘောလေးဝဲကိုမှားတယ်။သူစလိတ်မှားနေတုန်းမှာပဲကိုထွတ်ထွတ်တို့ကိုမင်းမင်းတို့ကကျွန်တော်တို့ဝိုင်းကိုထိုင်ကြတယ်။အဖျော်ကန်းစီကအကြရေအိုးပါပါလာသည်။တိတဲ့တိုင်းဒီပဲအီးလေးစီမှာပဲကြီးတော့ပါလာပြီ။ပဲကြီးလို့ဆိုတာဒိုင်ယာစီဗင်တို့စီရယ်တို့လို့အိတ်စီအကြိုက်သေးပျောက်ဆေးတွေကိုခေါ်တာ။ကိုစရာကြီးများကအဲ့ဒီဆေးပြားတွေကိုချောင်းစိုးပျောက်ဆေးအရင်နဲ့တွဲပြီးတောက်ကြတာမျိုးဖော်မြူလာလို့လည်းခေါ်ကြတာရှိတယ်။ လပိတ်ပြောတဲ့အကြရင်နဲ့သူတို့ငိမ့်ညာတာအောင်ကောင်းလေငိမ့်ရင်တဲ့ပုံနဲ့တွားပြီးဖြီးပြတယ်ကျွန်တော်ကမငိမ့်ရင်ဘူးကျွန်တော်ငိမ့်ရင်တဲ့အငိမ့်ကနည်းနည်းဝေးလို့ဆိုလိုတာကဒီလိုကျွန်တော်ကခဏနေခွေသွားအပ်ရင်စော်သွားပတ်တော့မှာဗျသိကောင်းကောင်းငါဘယ်မင်းယူလာလိုက်မင်းပြိုင်မင်းခဏငားလိုက်ကွာအောင်ကတွားကိုထပ်ပြီးတယ်မင်းစည်းကြည့်ပြီးတော့ကြိုက်သွားမယ်ကြောက်သွားယူပါကျွန်တော်လည်းအဲ့ရမယ့်ခွေကိုခါမှတို့ပြိုင်မင်းကိုနင်းပြီးထွက်လာလိုက်တယ် ခွေအပ်တယ်ဆိုတာကအဲ့ဒီတော့ကဗီဒီယိုတိတ်ခွေခေအိမ်မှာအောက်ဆက်ရှိရင်အကောင်လာပြန်ပြီအကောင်လို့ပြောကြမလားမသိအကောင်ဆိုတာအဲ့ဒီခေတုန်းကဆရာကြရတယ်ဆိုတဲ့သဘောပေါ့ဗျာအောက်ဆက်ရှိတယ်ဆိုတာသိစေချင်ဟောဒီတိတ်ခွေလေးကိုစပိန်ရှိချင်းထဲမှာထည့်တညညာတစ်ခါတွားအပ်တွားငန်းနိုင်တာမျိုးကိုကြွားရတာဟိုစော်ရင်ရှိမှတွားပိုင်ရင်တိတ်ခွေလေးဟန်ရေးတပြပြဆိုကဲစော်လေးလည်းထင်ကြီးတာဟောအဲ့ဒါလို့ ကျွန်တော်ကစော်ရှိပြီရှစ်တန်းထဲမှာကျွန်တော်ကဂျီကန်းမှာတက်တာဂျီကန်းပြီးမှကက်လီကကိုရန်အေကန်ကျွန်တော်ကမော်နီတာမဟုတ်ပေမဲ့အကြောင်းကိုအားအားရရအစောဆုံးရောက်ရောက်နေတက်လို့ဆီယာမအခန်းတော့အပ်ထားတာအဲ့ဒီမှာကိုရန်ဂျီရန်ကိုအစောရောက်တဲ့ကျွန်တော်နဲ့ကိုရန်အေကန်ကိုအစောဆုံးရောက်တဲ့မက်ဇင်တွေကစုံတာပဲသူကအခန်းဖွင့်မဲ့သူမလာသေးလို့စောင့်နေခြင်းကျွန်တော်ကအခန်းတကားကိုဖွင့်ပြီးဆီယာမထိုင်မဲ့ခုံတွေပါတွေကိုထုတ်ပြီးသူ့ကိုဖိတ်မမှာ ီမှာထိုင်လို့ရပါတယ်ဗျဆိုရင်စောက်ရက်ဘေးချိန်ပြီးရှိတ်ခဲ့တာကြာလာတော့သူလည်းညောင်းလို့ထင်ပါရဲ့ကျေးဇူးမောင်လေးဆိုပြီးထိုင်တာကိုဗျတကယ်ကအသက်ကတနည်းလောက်ပဲကွာတော့မောင်လေးမမလုံနေကြတာရဲကျင်စရာအဲလစ်ရဲ့ငယ်သေးတဲ့ချင်းမမလေးစားတာလားပြောပါခင်မဟုတ်လားဒီတော့ဗျာနွေရသည်ကြောင်းမရက်ဖြစ်တော့ခွေလာအပ်ရင်မက်စင်တို့အိမ်ရှိတဲ့ညောင်ဝိုင်းဘက်ကိုတညနေကြားလောက်တွားကြောင်ပြတ်တာပေါ့ကြောင်းနေဆိုတာကလည်းရည်ရတယ် မက်စီရဲ့အိမ်ရဲ့မျက်စောင်းလို့မှာကဗျာညာဆိုတဲ့လပိဆိုင်ရှိတယ်။ကျွန်တော်ကအဲ့ဒီဆိုင်မှာစပွင့်ရပြီးဝင်ထိုင်လိုက်ရတယ်။၅မိနစ်လောက်ဆိုရင်မက်စင်ကသူ့ညမလေးကိုထိန်းသလိုလိုနဲ့လက်ဆွဲပြီးထွက်လာပြီးခလေးကိုချော့သလိုလိုနဲ့ကျွန်တော်ကိုမျက်စပြစ်ပြုံးပြလိုက်။ကျွန်တော်ကလည်းလပိကွက်ရှေ့ချပြီးပြုံးပြလိုက်နဲ့ဖီးတက်နေတာပေါ့။ခဏနေမှောင်လာတော့သူလည်းတက်တာပြပြီးပြန်ဝင်သွားကျွန်တော်လည်းလက်ဖေးကိုအစိတ်ရှင်းပြီးထပြန်ထားပါပဲထားပဲဆိုရင်မဲ့ အဲ့ဒီနေ့ကျတော့ပြန်ပေးနေဆိုတော့မက်ဆင်ပို့ပြီးအထင်ကြီးမလားလို့ပြေအမေအဟောဗျမက်ဆင်ကသူ့ညမလေးကိုနမ်းသလိုလိုနဲ့ကျွန်တော်ပဲလှည့်ပြီး flying kick လုပ်ပြပြီးအိမ်ထဲကိုခလေးချီပြီးပြေးဝင်သွားတော့တာပြန်မင်းကငါရဲ့ခံ냐ပြီးသားယူပါကိုပိုခံ냐စေသလားဟောဒါနဲ့ပဲကျွန်တော်လည်းနိုင်စင်ရှိကဒေါင်းခွေဆိုင်မှာအခွေအပ်ပြီးညောင်ဝိုင်းကနေမက်ကတလန်ဘက်ကိုပြန်မင်းနဲ့ဝီးကနေနင်းပြီးပြန်လာတော့ဗျာ ပြန်ပင်းနေဆိုတော့ပြန်နေကြလိပ်ပြပံကမပြန်ပဲ highway လမ်းမဖြစ်တဲ့အကူတောင်လူလမ်းပေါ်ကိုတက်လာခဲ့လိုက်တယ်။နီယွန်မီးအောင်နေတဲ့မှာ Mazin Flying Kit တောင်လူလမ်းပေါ်မှာလည်း Mazin Flying Kit Flying Kit တွေမြင်အောင်ရင်ပြန်ပင်းကလည်းဖွီးကနေဖွီးကနေအဲ့ဒီချိန်တစ်ဖက်ကားလမ်းစီကနေကားကြီးတစ်စီးကမီးမောင်းထိုးပြီးမောင်းလာတာတွေ့တယ်။ခတ်ဝေးဝေးပါကျွန်တော်အရှိန်ကိုရှော့လိုက်ဖို့ပြင်တယ်။ဒါပေမဲ့ကျွန်တော်စီးလာတဲ့ပြန်ပင်းကအရှိန်ယော်မသွားဘူး။ ခြေနင်းတွေကခွန်အားတစ်ခုကဖိထားသလိုမျိုးအားပြင်းပြင်းလဲနေတယ်။ကျွန်တော်ခြေထောက်အားကြောင့်လဲနေရမယ်ခြေနင်းတွေအစားခြေနင်းတွေအားကြောင့်ကျွန်တော်ခြေထောက်ကလဲနေသလိုဤဟာလက်ကင်တွေလက်ကင်တွေကိုကျွန်တော်လက်ဟာထိန်းလို့မရတော့ဘူးကျွန်တော်လက်ကိုလက်ကင်တွေကပြန်ထိန်းချုပ်ထားသလိုပဲတစ်ဖက်လမ်းကျောကကားမီးဟာတပြေးပြေးနဲ့နီးလာနေပြီကျွန်တော်စီးလာတဲ့ပြိုင်မင်းကကားရှိရှိကလမ်းကျောစီကိုအတင်းကြီးတက်သွားတယ်စပိန်ဟာကျွန်တော်ထိန်းချုပ်မှုအောက်မှာမရှိတော့ဘူး ျွန်တော်ပခုံးတွေကိုအားအောင်တုံးပြီးစပိန်ကိုဆွဲယူစူးစမ်းနေတယ်။ဘာဖြစ်တာလဲ။ပြိုင်မင်းစည်းသူတို့ထုံးတဲ့အတိုင်းခက်ကုန်းဖြစ်နေတဲ့ကျွန်တော်ကြောပေါ်မှာတကူကိုဖိထားသလိုပဲရွှေမရပြုတ်မရ။ကားမီဟာကျွန်တော်မျက်လုံးကိုပြာစီတဲ့အထိနီးကပ်လာပါပြီ။ကျွန်တော်နင်းလာတာမဟုတ်ဘူး။ကျွန်တော်မနင်းလာပဲသူ့ဟာသူအရှိန်မြင့်မြင့်နဲ့ရွေးနေတဲ့ပြိုင်မင်းဟာကားစီကိုတိုးကပ်သွား။တီးကောင်းတဲ့ရှိင်းနဲ့အတူ highway လမ်းပေါ်ကားဟာ ထိုးရက်သွားတယ်ဘုံ ကျွန်တော်စီးလာတဲ့ပြိုင်ပင်းကကားရှိပင်တက်တဲ့ကိုဝင်တိုက်ပြီးလဲကြသွားတယ်။ကျွန်တော်ဘာမှမသိတော့ဘူး။ကျွန်တော်တီးလိုက်တဲ့အချိန်မှာကျွန်တော်ဟာတောင်ဝူလမ်းပြီးအာထက်ကတိကျောင်းအနောက်ဘက်ကပလက်ဖောင်းပေါ်မှာကွန်တဝါဝါအင်ကြီးဗလာချင်းတဲ့လူတယောက်သပင်ကောက်ကောက်စွတ်ကြဲဝတ်ထားတဲ့လူတယောက်ကကျွန်တော်ကိုငုံကြည့်နေတယ်။စောက်ကလေးမင်းဦးနေတာလား။ငါတို့စီကိုဘာလို့တက်တဲ့ကြီးဝင်တိုးတာလဲ။တေကုန်တော့မယ်ကွာ။ကန့်ကောင်းလို့ကျွန်တော်လည်းကြောင်ပြီးမောကြည့်နေမိတယ်။ ထထမင်းသမီးလည်းဘာမှပြဘူးငါတို့ပရိဥဒ္ဒမြန်လို့ပေါ့ကွာလီတွား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 ရဲ့ရှိတာကိုတွားဂယုဆိုင်ဟိုပြိုင်မင်းကိုကျွန်တော်ကြည့်တော့ဘေးမှာပုံရက်သားလေးလဲနေတယ်ကျွန်တော်ပြိုင်မင်းကိုမပြီးတက်ခွာလိုက်တယ်နင်းနေဗန်နူရာလန်အတိုင်းချိုးကွေရွှေမော်ရောဖျားလန်းကိုကြောမက်ကတက်လန်းကိုအရောက်အေးစေးပဲစပိန်ကကျွန်တော်လိုရာကိုကြော့ကြော့မော့မော့နဲ့တွားနေတယ်ဒါပေမဲ့ကျွန်တော်လက်တွေတုံနေတယ်နင်းနေတဲ့ခြေောက်တွေကလည်းတုံနေတယ် ခုနဘာဖြစ်တာလဲဂျာမနီရှေ့မှာရက်လိုက်တော့တချင်းကခင်ဝမ်းဖြစ်နေပြီဒါဆိုကိုကန်ထရီတို့ထက်ရောက်နေပြီကိုထွတ်တို့ကိုမင်းတို့အောင်ကောင်းတို့လည်းကောင်းနေပြီမကောင်းတာကကျွန်တော်ရင်ကတရေနေခုံနေတော့ကောင်းမှမတာပေါ်ပြီလို့ထင်နေတာလေတက်သားကုန်မှုကိုဆွဲယူရင်ဝင်တိုင်းတော့အောင်ကောင်းကကျွန်တော်လက်မောင်းတစ်ချက်ထိုးတယ်စောပိုင်းလိုက်လို့လားစောကောကဘာဖြစ်တာတော့မဟုတ်ဘူးမင်းမင်းစပိန်ကမိုက်တယ်မလား ီပြန်လေးကိုငါဆောင်ရလို့ရင်နေတာကိုကိုကြီးစီးနေကြတဲ့ကလေဘာအေးလေအဲ့တော့ဟိုဘင်းနေကွာမင်းတို့ငါတို့ဆောင်ရခိုက်ခဲ့တဲ့ဘင်းနေကွာလုံခဲ့တဲ့တနေ့လောက်ကထင်တယ်ကျွန်တော်တို့မျိုးကစလိတ်ကုံတထေးသားကိုကိုကြီးဟာပြိုင်မင်းတစည်းနဲ့ညဘက်အိမ်ပြန်မှာကုံတင်ကားတစည်းတိုက်လို့တည်သွားခဲ့ဘူးလေပြိုင်မင်းကဘယ်ဘက်လက်ကန်လေးနည်းနည်းခြိုင်သွားအောင်ဆိုပေမဲ့ကိုကိုကြီးကတော့မျက်နှာရောခန္ဓာကိုယ်ပါကောင်းအောင်မရရမရှိခဲ့ဘူးဆိုတဲ့သတင်းကိုကြားခဲ့မှုတယ်ကျွန်တော်လည်းမတ်တက်ထားရပြီး တပိဆိုင်ရဲ့ပြူပြော့ပြော့လင်းအောင်အောက်မှာစပိန်ရဲ့ညာဘက်လက်ကင်ကိုတေချာကြည့်လိုက်တယ်။မင်းကငါပြောတော့မယုံဘူးဟိုကြော်သားရ။ဟုတ်တယ်။ဒါကိုအောင်ကြီးပဲ။အဲ့ဒီမှာဘယ်ဘက်လက်ကင်မှာမြင်လား။ကားနဲ့တိုက်မိပြီးခြိုက်နေတဲ့အရာ။အောင်ကောင်းကကျွန်တော်ကိုခက်လောင်လောင်အတန်နဲ့ပြောပါတယ်။ကျွန်တော်ဇဝဲဝိုင်းစီကိုပြန်လာပြီးအောင်ကောင်းကိုမေးလိုက်တယ်။ဒါဆိုမင်းဆရာလေးကိုမြင့်နိုင်မိမစီကနေဝယ်ထားတာပေါ့။အေးဟုတ်တယ်ကွာ။ကျွန်တော်ခေါင်းကိုခက်လေးလေးရမ်းလိုက်မိတယ်။ ကျွန်တော်တို့ကြောင်းမှာပထဝီတင်တဲ့ဆရာလေးကိုမြင့်နိုင်ဟာပြီးခဲ့တဲ့တလဆုံးသွားခဲ့ပါပြီ။သူဆုံးသွားတဲ့အကြောင်းရင်းကလည်းအဲ့ဒီစပိန်နဲ့ပတ်သက်နေပြန်တယ်။ကိုအော်ကြီးကားကြိတ်ခံရပြီးဆုံးသွားပြီးတဲ့နောက်သူ့မိဘတွေကကိုအော်ကြီးရဲ့ပြိုင်မင်းကိုတနေရာကိုပေးပြဖို့စိတ်ကူးရကြပါတယ်။ကိုအော်ကြီးရဲ့ဆရာဖြစ်ခဲ့မှုတဲ့ဆရာလေးကိုမြင့်နိုင်ဟာသူနေတဲ့မြို့ပြင်ရောက်ကွက်ကနေမြို့ရဲကိုလမ်းလျှောက်လာရတဲ့ဆိုတဲ့သတင်းစကားကြောင့်ကိုအော်ကြီးရဲ့မိဘတွေကဆရာလေးကိုမြင့်နိုင်ကိုဒီစပိန်လေးကိုပေးလိုက်ကြပါတယ်။ ဆင်းရဲနွမ်းမရှာတဲ့ဆရာလေးအတွက်တော့ဒီစပိန်လေးရတဲ့အခါမှာကျောင်းကိုလမ်းလျှောက်လာစရာမလိုတော့ပါဘူးကျွန်တော်တို့ကျောင်းမှာလည်းပြိုင်မင်းဆိုတာရှာရှာပါပါဆိုတော့ကျောင်းသားတွေမှာဆရာလေးရထားတဲ့ပြိုင်မင်းကိုတော်တော်ကြည့်ရရှာတယ်။ကိုကောင်းရောကျွန်တော်ရောဒါကြောင့်ဒီပြိုင်မင်းကိုကောင်းကောင်းမှတ်မိနေတာစတီးအောင်ပြောင်ပြောင်မှာလက်ကန်အကောက်လေးနေရာကနေအနီအောင်အစုတ်ကလေးနဲ့တိတ်လာတာရောအဲ့ဒီမှာပဲကိုော်ကြီးအက်ဆီဒန့်ဖြစ်စဉ်ကကားနဲ့တိုက်မိထားတယ်ဆိုတဲ့ညာဘက်လက်ကန်နေရာကအချိန်လေးကိုလည်းမှတ်မိနေခဲ့တာ။ ပြီးခဲ့တဲ့တစ်လကတော့ဆရာလေးဟာမြို့ထဲကနေကျူရှင်ကျောင်းတစ်ခုကိုညာပိုင်းချိန်စာပြဖို့ကမ်းလှမ်းလို့အဲ့ဒီစပိန်လေးနဲ့အသွားပြန်လုပ်ပါတယ်။ဒါပေမဲ့တညမှာတော့ဆရာလေးဟာအိမ်ကိုပြန်မရောက်ခဲ့ပါဘူး။မနက်မိုးလင်းတဲ့အခါမှာတော့ဆရာလေးကိုမြို့ပြင်ရောက်ွက်တဲ့မြို့ထဲသွားတဲ့လမ်းမေးကမြောင်းထဲမှာမောက်ကုံကြီးတည်နေတဲ့ဆရာလေးအလောင်းကိုပဲတွေ့လိုက်ကြရတာတော့လေ။ရွေရသည်ဆိုပေမဲ့စဘာဆိုင်တဲ့လေခွင်းနေစီမှာဆယ်မြောင်းရေပေးနေတာကြောင့်လမ်းမင်းမြောင်းဟာရေအပြည့်နဲ့ပါ ဆရာလေးရဲ့အလောင်းကျနေတဲ့မြောင်းပေါင်ပေါ်မှာတော့ဒီပြိုင်မင်းကတောက်တော့ပြီးစနစ်တကျထောင်လျက်သားလေးဖြစ်နေပါတည်းညဘက်အရက်တော့ပြီးအပြန်စပိန်မောင်ကြီးမြောင်းနဲ့ကြာရေမိုးမိတိတ်တယ်လို့လူတွေကယူဆကြပါလေဒါပေမဲ့စပိန်ကတောက်တော့လဲသားထောင်နေတာဆိုတော့စပိန်မောက်တာလို့ပြောရခက်နေပြန်ရောမဟုတ်လားစပိန်ရပြီးမြောင်းနဲ့အပေါ်သွားဖို့လုံးနေချိန်မှာချော်ကြတာမျိုးလေလာစစ်တဲ့ရဲတွေရောလူတွေကပါယူဆလိုက်ကြပါလေအခုတော့ အောင်ကောင်းဟာဒီပြိုင်မင်းကိုဆရာလေးစီကနေမရရောက်ဝယ်ထားလိုက်ပါပြီတဲ့ကျွန်တော်ရင်သေးကြံကောက်ကိုငှဲ့လိုက်တယ်အောင်ကောင်းကတော့စပွဲပေါ်မှာစမူသားနဲ့စားဖို့ထားရတဲ့အချင်းပလင်းကိုစိုင်းရှင်းနေမမြင်အောင်ဝက်ခနဲမော့လိုက်တယ်ဒီကောင်ကအဲ့လိုဟောအချင်းကိုမော့တော့ရတာကြိုက်လို့တဲ့မင်းဒီဘေးမစည်းရနဲ့လားကွာဟာစည်းတယ်လို့လို့ဝယ်ထားပါတယ်ဆိုမစည်းနဲ့ဆိုတော့ငါလိုကြလို့မဟုတ်ဘူးအောင်ကောင်းငါခုနကတောင်ဦးလမ်းပေါ်မှာတေတော့မလို့ ကျွန်တော်ကလွန်ခဲ့တဲ့နိုင်ရင်ပိုင်းလေးကတည်းကကျွန်တော်ကြုံတွေ့ခဲ့တဲ့အဖြစ်အပျက်ကိုပြောပြလိုက်တယ်။အောင်ကောင်းကသူ့တွားကြီးတွေကိုဖြီးပြီးကျွန်တော်ကိုတေရော်တော်တော်အကြည့်နဲ့ကြည့်တယ်။ဒီမဲ့ဟဲ့ကောမင်းမသာမင်းစော်မော်လာပြီးတော့ကားကိုဝင်လို့တော်ဟိုးကွာဒီပဲငါလက်ထဲရောက်နေတာ၃လရက်နေရှိနေပြီငါစီးနေတာပဲဘာမှမဖြစ်ဘူးကွာပေါ်တော်တော်ကြီးရှောင်းမတွေးစမ်းပါနဲ့ကျွန်တော်လည်းဆက်မပြောနေတော့ဘူးတော့မဟုတ်ဒီခွေးသားနဲ့ထာထိုးကုန်တော့ပါ အဲ့ဒီညကလပေးဆိုင်ကနေကျွန်တော်စောစောထားပြန်ခဲ့တယ်။ညီဦးပိုင်းကကြုံခဲ့ရတဲ့တေမလူကိစ္စကိုပြန်တွေးရင်တော်တော်နဲ့အိတ်မပြောခဲ့ဘူး။ညအိတ်ပြောပေးမဲ့လေမနေ့ကျတော့စောစောထားရတာပါပဲ။စနေနေ့မနေ့9နာရီဆိုရင်ကျွန်တော်တို့ရောက်ွက်တဲ့ကဒေါ်ပန်းကျူရှင်မှာကျွန်တော်ရဲ့မက်စင်ကလာတတ်တယ်။၈နာရီဆိုရင်ကျူရှင်စင်လာမယ့်နေ့အတွက်ကြိုတက်ကြတာပေါ့။ကျွန်တော်လားအိမ်ကတော့ကျူရှင်လာကတောင်းတာလေ။ပြီးရင်မကတက်လန်တိုက်တန်းရနောက်က ကိုဖိုးကျော်ရဲ့ဂိန်းဆိုင်မှာလာပေးနဲ့စော့တယ်လေဒါလည်းကြည့်ရှင်ပါပဲပုံစံတွေပြိုင်ပွဲတွေကိုပြင်ရှင်းရတာလွယ်တယ်မှန်စနေနေ့မနေ့ဆိုကျွန်တော်ကမက်ဆင်လိုကြည့်ရှင်ရှိကိုတွားဆောင်ပြီးသူထွက်လာတဲ့အခါမှာစပိန်ကြီးရှင်နေပြီးစကားလေးပါလေးပြောပေါ့ဩပြောရင်းနဲ့လာပါပြီ3 steps ပင်ကိုငွေအောင်စညာလေးနဲ့စူးစီးထားပြီးဘကွက်ပပလေးကွက်လာတဲ့မမစင်စပိန်ချင်းနှင်းမော်ကဂရီဘာဖနက်အညိုရောင်လေးစီးထားတဲ့ခြေပွားတစုံရှင် ဥထေထကငွေအောင်စညက်ကလေးဖြစ်ပြစေရှင်ဘွားနူအောင်မကတိပါဘနက်ကလေးဖြစ်ပြစေကျွန်တော်ကမက်စင်စပိန်ဘေးကိုကတ်သွားပြီဟိုးချိုရဲ့တခြင်းကိုလိုက်ဆိုတော့မက်စင်ကသူ့ထုံးစံတိုင်းမျက်မှောင်ကြုံကြီးကြည့်တယ်ပြီးတော့ပြောနေဒါမျိုးတော့တက်တယ်နော်ဟဲ့ဟဲ့နာနဲ့မနာဘွားနဲ့နာနှလုံးသားနဲ့နာတော်မူပါမမ တော့ပြီစကားကောင်းပြောမင်းကမောင်လေးနဲ့ပါလာတာမင်းကိုလားတငယ်ချင်းလားသမင်းကြီးရှင်နေနေကြရင်ပြောလိုက်တဲ့မက်စင်စကားကြောင့်ကျွန်တော်ကြောင်တော့ဖြစ်သွားပါလေဗျာမင်းကဘသူမင်းကလေကြပြညမှာငါမောင်ဘေးနားမှာထိုင်နေတဲ့တယောက်ဟာမင်းညနေကကျွန်တော်တယောက်လဲလာတာပါမက်စင်လဲကြောင်တော့ဖြစ်သွားတယ်မဟုတ်ဘူးလေသမင်ဘေးကအရဲမြင့်မြင့်နဲ့အဲ့ဒီကိုကြီးကိုငါမောင်ကိုလို့အမထင်တာ ဒါကြောင့်သူဟိုဘက်လှည့်နေတော့အလစ်မှာငါးမောင်ကို flying kick ပေးလိုက်တာဒီကွာဟာဟဲတခါဟာနဲ့အလန့်တကြားဘာဖြစ်နေတာလဲကျွန်တော်မက်စင်ကိုဘာပြန်ပြောရမှန်းမသိတော့ဘူးမက်စင်ကမဟုတ်ဘူးကိုကိုကိုတော့အဲ့ဒီနေ့ကအဖြစ်ပြက်ကိုပြန်တွေးပြီးခေါင်းမွေးတော်စက်သိန်းတွေပါထလာတယ်ကဲအခုမမကြည့်ရှင်တခုမသွားတော့ဘူးရဲစရာခြေစရာရှိလို့ရွှေမော်ရောဖျားဖို့သွားမလို့လိုက်ပါလား ဟုတ်တော့အိမ်မီးလောင်နေတော့ဖြီသိန်းတစ်ထောင်ပေါက်တယ်ဆိုတဲ့ဖုန်းဝင်လာသလိုအဲဟိုမင်းစင်မြင်ရတယ်ဆိုတဲ့ပြိုင်မင်းကောင်ကိစ္စနဲ့လောင်နေတော့အခုရွှေမော်ရောဘုရားပေါ်ခေါ်နေပြီဒါမျိုးအကွင့်ကြီးကရာခဲလာပြီစွာဗျာတိုက်မယ်မမဘယ်သွားသွားလိုက်မယ်မင်းစင်ကလှလှကလေးပြောနေကျွန်တော်လဲဖြီးလို့ပေါ့ဟိုတဲကောင်ကိစ္စခဏထားလိုက်ဘကိုးသူဘိုးသားတွေအတွက်ကရည်သားရရင်ပထမအောင်ဆုံးချိန်တွေ့ကြတာရွှေမော်ရောဘုရားပေါ်မှာပါပဲဟိုလိုဒီလိုကိစ္စတွေမဟုတ်ကြပါ ိုဖျားတူဘူးရင်တဲဝင်ကြီးတွေအောင်စကားတိုင်ပြောကြတာမျိုးတော့ပါပဲကြီးသားတလီရလာမှသာကံမောသားသားရီနန်းတော်ရာကခြုံနေတဲ့ကိုရောက်ကြတာကိုဗျာအော်ရောက်ပါပြီရွှေမော်ရော့ဖျားကြီးရဲ့ချီးရင်ကိုစပိန်အထာနာမှာစပိန်လေးကိုရက်လိုက်တော့မက်စင်ကကျွန်တော်ကိုမျက်နှာကြီးစူပုတ်ပြီးကြည့်တယ်နေမလိုက်လာနဲ့တော့ဖျားမမဘာဖြစ်လို့လဲကို့ဘက်နဲ့လဲကိုငုံကြီးဟောဟာတွားပြီ ကျွန်တော်ရဲ့ဘယ်ဘက်မှာကအိမ်သာတက်ရင်စီးတယ်စင်ကြယ်ဖနက်အစုတ်ကြီးညာဘက်မှာကတော့အီရိုဆော့ဝင်းလို့ဖနက်ခုနကအိမ်ပြီးလောင်နေတော့ထီပေါက်တယ်ဖုံးဆက်ပေမဲ့ထီလက်မကအိမ်ထဲမှာစူလာမျိုးဖြစ်သွားတယ်ယူအချက်မရှိမင်းကပေါ်စီစီပြောရင်ခြေကိုဆော့ဖျားဖို့တက်သွားတယ်ကျွန်တော်လည်းဘယ်တပတ်ညာတပတ်ဖနက်တွေကိုကင်ပြီးဖျားဖို့အပြေးတက်လိုက်တယ်ဖနက်အဲ့တဲ့နေရာရောက်တော့ဖနက်အလက်ခံတဲ့အတော်ကြီးဟာကျွန်တော်ဖနက်တွေကိုကြည့်ပြီးတခွီးခွီးရည်တယ် အဲ့တော့မှစိတ်ဆိုးနေတဲ့မက်စင်လည်းတခိခိရေတော့တယ်။ဖះဘော်ကဆဲလဲတန်နေနဲ့မက်စင်ရဲ့တခိခိရေတန်နေကြမှာဟိုပြိုင်မင်းကိစ္စတော့ကျွန်တော်မေ့သွားတယ်။ပန်းနဲ့နဲ့ဇောင်းလန်းတွေကိုဖျက်ကျော်လာတဲ့အခါမှာစေကျော်သက်ရင်မက်တစုံဟာတတိင်းနှိမ့်နဲ့ခုံလို့ပေါ့။ဘိုးအဲလိုတော့ထောက်အောင်လိုက်ချင်တယ်မမရဲ့။အောင်ကောင်းကတင်းနေဘရက်ကတ်တန်ကိုလွှဲပြီးစပိန်ဘော်ဆင်းလာတယ်။ training ကပြန်လာတော့မှချွေးတံတွှဲရွှဲနဲ့ကျွန်တော်ရှိကစလိတ်ခွက်တဲ့ခါကျန်ဒီစလိတ်ကိုယူပြီးလပိတ်ဆိုင်တိုင်မှာခြီထားတဲ့မီးကျစ်ကိုယူပြီးမီးညှိလိုက်တယ်။မင်းပွဲတွေလည်းကစားစလိတ်တွေလည်းတောက်တော့မမောဘူးလားကွာ။ဟာမောခဲ့သမျှစလိတ်တွေဖြွာလိုက်မှအမောပြေတာဟာကျွန်တော်ယူပေါ်သေးတစ်ခွက်လောက်ပါပြောစရာကြီး။အောင်းအောင်းကကျွန်တော်ဘေးမှာဝင်ထိုင်လိုက်တယ်။မင်းကငါပြောစရာရှိသေးတယ်ကြောက်။မင်းမနေ့ကစောင်းရမ်းကြိုက်နေတယ်။အဲ့ဒီပြိုင်မင်းအကြောင်းကြီး ဘာဖြစ်လို့လဲမင်းလည်းကြုံရရလို့လားမဟုတ်ဘူးကွာအဲ့ဒီဘင်းကကိုကြီးမွေငါဘသူ့အားလဲတိလားပြောကြည့်လေဘသူလဲအွန်လိုင်းတွေအွန်လိုင်းတွေကွာဘယ်သူလဲအွန်လိုင်းတွေငါမသိဘူးဩအေးမင်းကတော့အားကားဆိုမန်ယူအသင်းတော့ပဲတိရကောင်ဆိုတော့အွန်လိုင်းတွေကိုဘယ်သိမလဲနေရောငါပြမယ်အောင်အောင်ကသူ့တန်းတဲ့အိတ်ထဲကအားကားချာနေခေါင်းတစ်ခုထုတ်လိုက်ပါလေ အဲ့ကြနဲ့ရဲ့စာမျက်နှာတနေရာမှာပြိုင်မင်းတစည်းနဲ့မတ်တရက်နေတဲ့လူတယောက်ရဲ့ခဝဝါဓာတ်ကိုအရှိတောင်အာရှချန်ပီယံမြမလွေရေးစီစပိန်အားကစားသမားအွန်လိုင်းတွေမတော်တဆဖြစ်မှုဖြင့်ရုတ်တရက်ကွယ်လွန်ခေါင်းစည်းသတင်းကိုကျွန်တော်ဖတ်လိုက်တယ်။အေးရန်ကုန်ကငါဦးလေးနဲ့အွန်လိုင်းတွေကပေါ်လာပြီကွာဒီစပိန်ကလည်းသူ့ကိုယ်တိုင်စိတ်ကြိုက်ပုံစံကိုဂျာမနီကနေမှားထားတဲ့ဘိန်းနဲ့သူ့ရမ်းကြိုက်တဲ့ဘိန်းပေါ့ သူကပောက်အိုလံပစ်ပြိုင်ပွဲကိုသွားဖို့တလောက်လောက်လို့မနက်စောစောမှာစပိန်စီလေးကျင်နေတော့နောက်ကနေကားတစ်စီးကဝင်တိုက်သွားတာတဲ့ခဏလေးခဏလေးအောင်းကောင်ခဏလေးကျွန်တော်ဂျာနယ်ထဲကတပ်ဖို့သေချာကြည့်လိုက်တယ်အရက်မင်းမြင်စပိန်ကဘေးကွက်နေဒါဆိုမနေ့ကမက်ဆင်တွေးလိုက်တာကဆက်ရ